it is expect the student warning ចောင်းသားတွေထပ်ပြီးတော့လေ့လာမှာတော့ differentiated between the circular motion and rotational motion လက်ပတ်ရွေးချားမှုတွေစက်ဝိုင်းပုံသဏ္ဍာန်ရွေးချားခြင်းတွေရဲ့ကွဲပြားခြင်းအကြောင်းတွေကိုဒီချေလိုလေ့လာဆန်းစစ်ကြမယ် SMI rotational motion under constant angular acceleration လက်ပတ်ရွေးရှားခြင်းတွေမှာရှိနေတဲ့ constant အချိန်တွေအကြောင်းကိုလည်းဒီချေတို့လေ့လာဆန်းစစ်ကြမယ်။ The relation between angular and linear quantity အန်ဂူလာနဲ့အန်ဂူလာတောက်ပြောင်းနဲ့အဖြောက်ကွန်တတီပမာဏတွေကိုလည်းဒီချေတို့လည်လာဆန်းစစ်ကြမယ် understand the centripetal acceleration ဘဟုချင်းကအရှင်ကြောင်းတွေကိုလည်းလည်လာကြမယ် distinguish between the uniform circular motion and non uniform circular motion တတမတ်ရွေလျားခြင်းနေနဲ့တတမတ်မဟုတ်တဲ့ရွေလျားခြင်းတွေကိုလည်းဒီချေတို့ခွဲခြားလည်လာကြမယ် in grade 11 the angular displacement angular velocity and angular acceleration of an object in circular motion have been learned grade 11တို့ကတီချဲတို့ကတောက်ပြောင်းအချိန်နေတောက်ပြောင်းအနှင်းနေတောက်ပြောင်းအရွေတွေကိုလေ့လာဆန်းစစ်ပြီးပြီး in this chapter the constant and equation for rotational motion under constant angular acceleration and centrifugal acceleration will be studied ဒီသင်ခန်းစာမှာတော့ဒီချေတို့ကဒီ rotational motion နေနဲ့ပတ်သက်ပြီးတော့ concept တွေ equation တွေအကြောင်းတွေကိုဆက်လက်လေ့လာကြမယ် rotational motion under constant angular acceleration တောင်ပြောင်းအရှိန်မှာရှိနေတဲ့လက်ပတ်ရွေ့ရှားခြင်းတွေကိုဒီချေတို့ဆက်လက်လေ့လာကြမယ် in circular motion ဆဝမ်းပုံတံတန်ယူလျားချင်းနေမှာဆိုလို့ရှိရင် the orchard jam moo in a sake အရာဝတ္ထုတွေကရွှေရှားကြတဲ့ဆဝမ်းပုံတံတန်လမ်းကြောင်းနဲ့ for example artificial starlight going around the r at a constant height ဥမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကဘာအုံမှာရှိနေတဲ့ဂျိုဒုတီရဲ့ရွှေရှားမှုတွေကလည်းဆဝမ်းပုံတံတန်လမ်းကြောင်းနဲ့ရွှေရှားကြတာကိုတွေ့ရှိရမယ်။ Now in rotational motion the orchard rotate about an axis rotational motion လက်ဖက်ရွှေရှားခြင်းနေမှာဆိုလို့ရှိရင်သူတို့တွေကဘလို့ရွှေရှားလဲဆိုလို့ရှိရင်သူတို့ရဲ့မူလဝင်ရိုးမှာပဲရွှေရှားတာကိုဒီချေတို့လေ့လာတွေ့ရှိရမယ်။ sun or the example or rotational motion or rotation or are about a on a c we create the circuit or day and night ဥပမာအဖြစ်ပြောမယ်ဆိုရရင်တော့ rotational motion နဲ့ပတ်သက်ပြီးတော့ဒီချေတို့မြင်တွေ့နေရတဲ့ကဘာကဘာကသူ့ရဲ့ဝင်ရိုးပေါ်မှာပဲလက်ပတ်တဲ့နေနဲ့ညကိုဖြစ်ပေါ်အောင် motion or a plane or a fan ပန်ငါရဲ့ဒလက်လွှရှားမှုတွေကလည်းသူ့ရဲ့ဝင်ရိုးမှာပဲရွှေရှားနိုင်ငံ and ပြီးတော့ the motion or a ferry we in an assumption par action in figure 1.1 abnc ပန်ငါရွှေရှားမှုတွေပန်းချံမှာရှိနေတဲ့ချားလျက်ရွှေရှားမှုတွေကဘာကြီးရွှေရှားမှုတွေကသူတို့ရဲ့ဝင်ရိုးပေါ်မှာပဲလက်ပတ်ရွှေရှားတဲ့အတွက်ကြောင့်သူတို့ကို rotational motion ရွှေရှားမှုတွေလို့သတ်မှတ်ကြတယ် ကဘာရွေရှားမှုကလည်းသူ့ရဲ့ဝင်ရိုးမှာပဲလက်ပတ်စီစဉ်လက်ပတ်တဲ့အတွက်ကြောင့်ဒါက rotational motion ဖြစ်နိုင်တယ်လို့ပန်ကာဒလက်လှူရှားမှုကလည်းသူ့ရဲ့မူလဝင်ရိုးမှာပဲလက်ပတ်ပြီးတော့လက်ပတ်တဲ့အတွက်ကြောင့်ဒါကလည်း rotational motion ဖြစ်တယ်ထို့နည်းတူစွာပဲဒီချေတို့ရဲ့ခြားရဲ့ဟတ်တီလက်ပတ်စီစဉ်မှုကလည်းဒါ rotational motion မှာပဲဖြစ်ပေါ်လာတာကိုဒီချေတို့လေ့လာဆန်းစစ်ရမယ် A rigid body is a body that does not deform or change shape ခတ်မှာအရာဝတ္ထုတွေဆိုတာကဘယ်တော့မှပုံသဏ္ဍာန်တွေပြောင်းလဲခြင်းတွေရှိလားရှိမှာမဟုတ်ဘူး။အော် that's it ဆိုလိုချင်နေဆိုတာကတော့တဲ့အာ no matter how the body move the distance between any two particle within the body remain constant ခမအရာဝတ္ထုတွေဆိုတာကသူတို့မှာရှိနေတဲ့အရာဝတ္ထုတွေဘလို့အရာဝတ္ထုတွေပဲဖြစ်နေပါစေသူတို့မှာကွာဝေးသောအမုံနှစ်ခုမှာရှိနေအကွာဝေး distance တွေကနောက်ဆုံးမှာ body တွေက constant အနေနဲ့ပဲကျန်ရှိနေတာကိုဒီချေလို့လေ့လာသိရှိရမယ် in a rigid body is in a rotational motion အကဲရများဒီခတ်မာရဝတ္ထုလေးက rotational motion လေးနဲ့တကလှက်ပတ်မယ်ဆိုလို့ရှိရင် all the particle constitute is undergo circular motion about a common axis ပါဝင်တဲ့ particle တွေအကုန်လုံးက circular motion နဲ့တော့ရွှေ့ရှားတယ် ကိုမိုအေစစ်ကိုမိုအေစစ်ထဲမှာမူလအေစစ်မှာရှိနေတဲ့ဝင်ရွက်တစ်ခုလုံးမှာရှိနေတဲ့အမုံနေအကုန်လုံးကတော့ဆာကူလာမိုးရှင်းနဲ့ရွေးရှားပေးမယ် original ရာဝတ္ထုမှာရှိနေတဲ့ပစ္စည်းတွေကတော့အရာဝတ္ထုတွေကတော့ rotation နဲ့ motion နဲ့ပဲရွေးရှားတာကိုတချေတို့လေ့လာဆန်းစစ်ရမယ် one and object rigid body rooting အရာဝတ္ထုရဲ့ rigid body ကအဲ့ဒီအချိန်မှာလက်ပတ်နေမယ်ဆိုလို့ရှိရင် it can speed or slow down အပေါ်နဲ့အောက်ကို slow down အနေနဲ့ရွေးရှားမယ် during the time interval A angular velocity A changing therefore A has an angular acceleration သတ်မှတ်ထားတဲ့အချိန်တော့တွေမှာဒီ angular velocity ဆိုတဲ့အလင်းလေးတွေကပြောင်းလဲခဲ့မယ်ပြောင်းလဲခဲ့မယ်ဆိုလို့ရှိရင် A has angular acceleration အဲ့ဒီမှာရှိနေတဲ့ acceleration ဆိုတဲ့အချိန်နေတန်မှုလည်းရှိနေလိမ့်မယ် in it angular velocity change at a constant rate အကယ်၍များဒီခြေတို့ရဲ့ angular velocity ဆိုတဲ့တောင်ပြောင်း အလင်းလေးတွေက constant အနေနဲ့ပဲဒီချေတို့နှုံးအနေနဲ့ပဲရွေရှားခဲ့မယ်ဆိုလို့ရှိရင် than ထို့နောက်မှာတော့ we can see that the angular acceleration a constant and the motion is called the rotational motion under constant angular acceleration အဲ့မှာဒီချေတို့မှာရှိနေတဲ့ angular velocity angular velocity ထောင်ပြောင်းအလင်းလေးတွေကတော့ constant အနေနဲ့ပဲရွေရှားခဲ့မယ်ဆိုလို့ရှိရင်ဒီချေတို့ကပြောနိုင်တာကတော့ angular acceleration နေဆိုတဲ့အဲဒီအချိန်ထောင်ပြောင်းအချိန်တွေက constant အနေနဲ့ပဲတရှိရဲအဲ့ဒါကြောင့်သူ့ရဲ့ရွေရှားမှုတွေကိုဒီချေတို့နာမည်ပေးလိုက်မယ် rotational motion under constant angular acceleration ဆိုပြီးတော့ထောက က်ပြောင်းအရှင်ရွေးရှားမှုဆိုပြီးတော့တိချေတို့နာမည်ပေးနိုင်ပါတယ် rotational variable set an angular displacement angular velocity and angular acceleration have been introduced previously ဒီချေတို့ရှိအရှိချိန်တွေတော့ဒီ angular displacement အကြောင်းနေ angular velocity တွေ angular acceleration တွေကိုလည်းဒီချေတို့မိတ်ဆက်ပြီးပြီး in this chapter uh, the variable are able to analyze the rotation the motion or a rigid body about a phase under a constant angular acceleration ဒီ session မှာတော့ဒီချေတို့ကဒီ angular rigid body တွေရဲ့ခက်မအရာဝတ္ထုတွေရဲ့ရွေးရှားခြင်းတွေနဲ့ပတ်သက်ပြီးတော့ဒီချေတို့တွေဘလို့ရွေလျားတယ်ဆိုတဲ့အကြောင်းကိုဒီချေတို့ဆက်လက်လေ့လာမယ်အ uh, for an object that rotate with a constant angular acceleration the kinematic equation for rotational motion can be drawn in turn or the angular displacement angular velocity and angular acceleration of the object at any instant or time အရာဝတ္ထုတွေကတွေ့ရှားကြမယ်သူရဲ့ constant အလင်းနေ constant အလင်းမှာပဲရွေးရှားမယ်ဆိုလို့ရှိရင်ဒီချဲတို့ kinematic equation တွေကိုထပ်ပြီးတော့တွက်ထုတ်နိုင်မယ်ဘယ်လိုတွက်ထုတ်မလဲဆိုလို့ရှိရင် angular displacement တောက်ပြောင်းအရွေ့ angular velocity တောက်ပြောင်းအလင်းအန်ဂိုလာအဆလာရီရှင်းတောက်ပြောင်းအရှင်ဆိုပြီးတော့ဒီချေတို့ကဒီမှာတိုင်း instant or time နေမှာထပ်ပြီးတော့ဒီချေတို့လ ీల ဆန်းစစ်နိုင်ကြမယ်အဲ့တဲ့ initial angular speed magnitude of angular velocity of the object at t equal to 0 is omicron is angular speed omicron time t can be derived from the following constant angular acceleration အကဲအများတချို့က angular speed ထောက်ပြောင်းအရှိန်ထောက်ပြောင်းအလင်တွေကိုထောက်ပြောင်းအလင်တွေကိုစာအုပ်မှာရှိနေထောက်ပြောင်းအလင်တနည်းအားဖြင့် angular velocity ထောက်ပြောင်းအလင်တွေကိုပဲ t equal to 0မှာတာရှိခဲ့မယ်ဆိုရင်ဒီချေတော့ omega naught လို့သတ်မှတ်မယ်အာ is angular ထီတန်ဖိုးတီမာဆိုလို့ရှိရင်တော့အန်ဂူလာလို့သတ်မှတ်ပြီးတော့တချေတို့အန်ဂူလာ constant အန်ဂူလာ acceleration ကို drive နေနဲ့တချေတို့တွတ်ထုတ်မယ်ဆိုရင် fr equal to omega minus omega not by t ဆိုပြီးတော့တချေတို့အန်ဂူလာ acceleration တောက်ပြောင်းအချိန်တွေကိုတချေတို့လည်လာ သိရှိနိုင်မယ် ဝီကတ်ဒါပြင်ဒီ share တို့ထပ်လက်ပြီးတော့အော် omega ရေတာထပ်ပြီးတော့တွက်ထုတ်နိုင်တယ် omega equal to omega no plus frt ဆိုပြီးတော့ equation 1.1ကိုဆက်လက်ပြီးတော့လေ့လာတွက်ထုတ်နိုင်တယ်လို့ထုံနည်းတူစွာပင်အဲ every angular speed ပြန်ပြအလှင်တွေမှာရှိနေတဲ့ပြန်မိုးတွေကိုလည်းဒီချေတို့ကဆက်လက်ပြီးတော့လေ့လာနိုင်မယ်။ omega equal to omega plus omega no by t ဆိုပြီးတော့ equation 1.2လေးကိုဒီချေတို့လေ့လာဆန်းစစ်နိုင်မယ်။ Angola Displacement for Time Interval T A Theta equal to Omega Ba T ထောက်ပြောင်းအရွေးမှာရှိနေတဲ့ဒီချိန်မှာရှိနေတဲ့ထောက်ပြောင်းတန်ဖိုးတွေရဲ့ formula အနေနဲ့ဆိုရင်တော့ theta equal to omega ba t ဆိုပြီးတော့ဒီချက်ကိုလေ့လာဆန်းစစ်နိုင်မယ် using equation 1.1 and equation 1.2 equation 1.1လေးနဲ့1.2လေးကိုလေ့လာဆန်းစစ်ခြင်းအပြင်ဒီချက်တို့ဒီ equation လေးကိုလေ့လာတွက်ထုတ်နိုင်မယ် angular displacement ကိုကြတော့ဒီချေတို့ကတီရာလို့သတ်မှတ်ပြီးတော့ angular speed ကိုကြတော့ omega လို့သတ်မှတ်မယ်ကမ်းပြီး expert by the following equation ဆက်လက်ပြီးတော့လေဒီချေတို့ကအာတီရာရဲ့ formula omega ရဲ့ formula လေးကိုလည်လာဆန်းစစ်နိုင်မယ်တီရာ equal to omega not d plus h f r d square ဆိုတဲ့ equation 1.3လေးကိုလည်လာသိရှိရသလိုထုံနည်းတူစွာပင်ဒီချေတို့ omega square equal to omega not square plus 2 f r theta ဆိုပြီးတော့ equation 1.4 omega square ဆိုတဲ့ဒီ try လေးကိုဒီချက်တို့လည်လာသိရှိရမယ်အာ in greater we try the kinematic equation that relates acceleration velocity distance and time for linear motion with constant acceleration အာဒီချေရိုဂရီတန်နေတုန်းကဒီ related ပေါ့ acceleration ဆိုတဲ့အချိန်ဒီအကြောင်း velocity ဆိုတဲ့အလှင်ဒီအကြောင်းလို့ရှင် distance ဆိုတဲ့အခွာဝေးဒီအကြောင်း time ဆိုတဲ့အချိန်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ linear motion အဖြောင့်ရွှေရှားမှုတွေနဲ့ပတ်သက်ပြီးတော့ constant အချိန်ဒီအကြောင်းကိုဒီချေရိုဟို drive လုပ်ပြီးပြီ we can see that the equation or motion for constant angular acceleration are the same as for linear motion ဖွင့်တဲ့ angular quantity replay with corresponding linear one ဒီခြေတို့ကအခုဆိုလို့ရှိရင်တော့ equation of motion နေရာမှာ angular acceleration တောက်ပြောင်းအချိန်ကြီးကိုဟိုအစားထိုးပြီးတော့ဒီခြေတို့ linear ကြီးအစားအ angular span quantity ဆိုပြီးတော့အစားထိုးပြီးတော့ဒီခြေတို့လေ့လာစမ်းစစ်ကြမယ်။ Therefore, the equation for constant angular acceleration in rotational motion are under log 2 equation for constant acceleration in linear motion as shown in figure table 1.1. ဒီ angular acceleration နဲ့အချိန်နှီးကြောင်းနဲ့ပတ်သက်ပြီးတော့ rotational motion နဲ့ဒီ logic တွေအကြောင်းကိုဒီချေတို့ဒီမှာ table 1.1မှာဖော်ပြထားတယ်။ table 1.1 analogic battery kinematic equation or linear and angular motion ဒီ kinematic equation အရာဒီချေရို linear နဲ့ angular motion တွေအကြောင်းကိုခွဲပြားကြားနာခြင်းတွေကိုဖော်ပြထားတယ် linear motion angular motion linear မှာဆိုလို့ရှိရင်တော့ v v not plus at omega equal to omega not plus alpha t s equal to v not plus h at square theta equal to omega not plus hat frt square v square equal to v naught square plus 2as omega square equal to omega naught square plus 2frt error v bar equal to v plus v naught by 2 omega bar equal to omega plus omega naught by 2ဆိုပြီးတော့ဒီကျတော့ grade 10တော့က linear motion ကိုလေ့လာသိရှိခဲ့ပြီးပြီအခု grade 12မှာ angular motion အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကျတော့ဆက်လက်လေ့လာကြမယ် ASML 1.1အနေနဲ့တိကျပြောချင်တာတော့ The ferry we start from rest and re and angular velocity or 1.5 radian per second over a 10 second period under the constant angular acceleration ဒီချေတို့ချားရဲ့ဟတ်တီကိုဆက်ဆပိုင်းတော့မှာတော့ဒီချေတို့က rest ပြုလုပ်ထားတယ်နောက်ပိုင်းတစ်ဖြည်းတစ်ဖြည်းနဲ့ဒီချေတို့ရဲ့ rate တွေကမြင့်လာတဲ့အခါသူ့ရဲ့ velocity rate အနေနဲ့ဘလောက်ဖြစ်သွားလဲဆိုရင်1.5 radian per second ဖြစ်သွားတယ်အချိန်နေနဲ့တော့ d equal to 10 second ဆိုပြီးဒီချေတို့ရောက်ရှိသွားတယ်အဲ့လိုရောက်ရှိတဲ့အခါမှာသူက အာနံပါတ်1အနေနဲ့ find the angular acceleration of ferry wheel ferry wheel မှာရှိနေတဲ့ angular acceleration တနည်းအားဖြင့် alpha လေးကိုရှာခိုင်းနေနံပါတ်2ကကြတော့ how many revolution that a measuring 10 second how many revolution အပတ်ရေဘလောက်လဲဒီချရဲ့ဟတ်လေးကို အချိန်10 second ပြီးလိုက်တဲ့အခါမှာဒီချေတို့ရဲ့ revolution အပတ်ရေဘလောက်ရမလဲဆိုတာကိုဒီချေတို့ကိုတတ်ထုတ်ခိုင်းနေ အဲ့ဒါတချို့တို့ဒီမှာတွထုံးရမှာကတော့ alpha လीဆိုတာ alpha angular acceleration alpha တမိုးဘယ်လောက်ရှိလဲကိုလေ့လာတွထုံးသလို Tony တူဆိုပါပဲသူ့ရဲ့10စက္ကန့်မှာရှိနေတဲ့အပတ်ရေဘယ်လောက်လဲဆိုတော့ကိုတချို့တို့လေ့လာဆန်းစစ်ကြမယ် အဲ့ဒါဆိုရှင် angular velocity ကဒီ chair တို့ကဒီမှာက rest ဆိုတဲ့ရပ်နေတဲ့အတွက်ကြောင့် omega not equal to 0လို့သတ်မှတ်မယ်ထို့နည်းတူစွာပဲ angular velocity လေးကဆက်လက်ရေရှားသွားတဲ့အတွက်ကြောင့်သူ့ရဲ့ omega တန်မိုးလေးက1.5 radian per second ရောက်ရှိသွားမယ်အချိန်အနေနဲ့တော့ d equal to 10 second လို့ဒီချေလို့ပြောထားတယ်။နံပါတ်1က the angular acceleration of fairy wheel can be calculated by using equation of motion for constant angular acceleration ။ ဒီ ferry wheel ချားရဟတ်လေးဒီမှာရှိနေတဲ့ဒီ angular acceleration တောက်ပြောင်းအချိန်လေးကိုဒီချေလို့ဟိုတွတ်ထုတ်နိုင်တယ်။ဘာကြီးနဲ့တွတ်ထုတ်နိုင်လဲဆိုလို့ရှင် constant acceleration မှာရှိနေတဲ့တောက်ပြောင်းအချိန်လေးမှာရှိနေတဲ့ equation ကိုအသုံးပြုပြီးတော့ဒီချေလို့လေ့လာဆန်းစစ်နိုင်တယ်။အဲဆို omega equal to omega not plus alpha t ။ Omega ကတော့တကယ်လို့1.5ရေရှားသွားတဲ့အတွက်ကြောင့် Omega နီယံမှာ1.5ထည့်မယ်။ Omega Note ကတကယ်လို့ခြားရဟတ်မှာကဆက်လက်ရေရှားမှုမရှိတဲ့အတွက်ကြောင့်ဆက်စပိုင်းမှာ Red ဆိုတော့0လေးထည့်မယ်။ Alpha လေးကိုတကယ်လို့ရှားမယ်။အဲ ठी နေရာမှာ10ထည့်မယ်အဲ့ဆို alpha equal to 0.15 radian per second square ဆိုပြီးတော့ဒီချေတို့ alpha တန်ဖိုးလေးရရှိပါမယ်နံပါတ်1က how many revolution အပတ်ရေဘလောက်လဲအဲ2 gun number of revolution in 10 second first we map file angular displacement ဒီချေတို့အချိန်ဟာ10စက္ကန့်ရောက်ရှိတဲ့အခါမှာ angular displacement ဆိုတဲ့တောက်ပြောင်းအတန်ပိုးလေးကဘလောက်လဲဆိုတာကိုဒီချေတို့ရှာဖွေတိကြမယ် theta equal to omega t plus h alpha t square theta equal to ဒီချေတို့ဟာဆက်ဆပိုင်းမှာအာ rest ဖြစ်နေတဲ့အတွက်ကြောင့် omega နေရာမှာ0ထက်မင်း have got or have been alpha နေရာမှာကအပေါ်မှာရရှိလာတဲ့0.15လေးကိုအစားသွင်းမယ် t နေရာမှာကတော့10စက္ကန့်ထည့်မယ် ။ theta equal to 7.5 radians ဆိုပြီးတော့ဒီချေတို့ calculation ရရှိမယ်။သူလိုချင်တာကဒီချေတို့ how many revolution အပတ်ရေဘယ်လောက်ရလဲလို့လိုချင်တဲ့အတွက်ကြောင့်စင်1 revolution မှာဆိုရင်ဒီခြေတို့က2 by radius ရှိတယ်အဲ့ဒါမလို့ရရှိလာတဲ့ theta တန်မိုးလေးထောက်ပြောင်းတန်မိုးလေး7.5ကို2 by နည်းနဲ့စားလိုက်ရင်1.19 revolution ဆိုပြီးတော့အပတ်ရင်1.19 ठी ရရှိတာကိုဒီခြေတို့လေးလာဆန်းစစ်ရမယ် review is assigned နေနဲ့ဒီချေဆက်လက်ပြီးတော့ပြောချင်တာကတော့ under what condition the angular acceleration or a rotating object is equal to 0 what condition ဘလို့အခြေအနေတွေမှာလဲ angular acceleration တောက်ပြောင်းအချိန်ကြီးရဲ့ရွှေချောင်းမှုတွေကပတ်လက်အရာဝတ္ထုတစ်ခုပေါ်မှာလက်ပတ်မှုတွေအတွက်သူက0နဲ့ညီသွားဖို့အတွက်ဘာဒီဘလို့အခြေအနေတွေဖြစ်ပေါ်တာလဲဆိုတော့ဒီချေတို့မေးထားတယ် the angular acceleration or a rotating object a equal to 0 when the object a rotating point constant velocity ထောက်ပြောင်းအလင် ။ထောက်ပြောင်းအလင်းနည်းနဲ့ပဲဒီအရာဝတ္ထုကရွေရှားနေမယ်ဆိုလို့ရှိရင်ဒီချယ်တို့ရဲ့ဒီအန်ဂူလာအဆလာရီရှင်ထောက်ပြောင်းအချိန်နည်းတက်မှုတွေကလည်းတုံညာနဲ့ညီချောင်းကိုဒီချယ်တို့လေ့လာဆန့်စစ်လို့ရနိုင်မယ်။နံပါတ်1အနေနဲ့ဆက်လက်လေ့လာမယ်ဆိုလို့ရှိရင်တော့ Abor A Quar Hui Constant Angular Acceleration ထောက်ပြောင်းအချိန်ထောက်ပြောင်းချိန်နည်းပဲဘောလုံးတစ်လုံးကတရှိနေမယ် From Rest A Attain an angular velocity or 25 radian per second မူလမှာတော့ကသူကဘောလုံးလေးတစ်လုံးကစတင်ပြီးတော့ရက်နေမယ်အဲရနေပြီးတော့ဆက်လက်ပြီးတော့ရေရှားသွားမယ်ဘလောက်ရေရှားသွားမလဲဆိုရင်အလင်းအနေနဲ့ဒီချေတို့25 radian per second ကိုဒီချေတို့ရေရှားသွားမယ် after uh, traversing an angular displacement of 41 radian အဲ့လိုတီချဲတို့ဒီဘောလုံးတစ်လုံးကမူလမာရုံကရက်နေမယ်။နောက်ပိုင်းမှာဘောလုံးလေးရဲ့အလှင်လေးရဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ရေရှားသွားတဲ့အခါမှာဘလောက်ဖြစ်သွားဆိုရင်24ရေဒီယံမှာစက္ကန့်ရောက်ရှိသွားတဲ့အခါမှာတီချဲတို့ရဲ့ထောက်တည်တန်မှုကလည်း41ရေဒီယံကိုပြောင်းလဲသွားတာကိုတီချဲတို့တွေ့ရမယ်။ For a angular acceleration of the ball အဲ့ဒီမှာဖြစ်နေမဲ့ angular acceleration ထောက်ပြောင်းအချိန်လေးရောဘလောက်ဖြစ်မလဲဆိုတာကိုတီချဲတို့တွေ့ထုတ်ခိုင်းတယ်။ ဘောလုံးလေးဟာမူလမှာရက်နေတဲ့အတွက်ကြောင့်ဒီချဲတွေက omega not equal to 0 red လို့သတ်မှတ်မယ်တဖြည်းဖြည်းနဲ့ဘောလုံးလေးရရေရှားသွားတဲ့အတွက်ကြောင့်အော် omega equal to 24 radian per second ရောက်ရှိသွားမယ်။အဲ angular displacement theta တန်မိုးလေးက41 radian ကိုရောက်ရှိသွားမယ်။ fr equal to quotient mark omega square equal to omega not square plus 2 alpha theta ဆိုပြီးတော့ဒီ share တော့ဒီ formula နည်းနဲ့ alpha လေးကို angular acceleration တနည်းအဖြစ် angular acceleration alpha လေးကိုဒီ share တော့ calculation ပြုလုပ်လိုက်မယ်အစားသွင်းမယ် omega square နေရာမှာ omega square က25 25 the whole square omega not ကမူလမှာတဲ့ကရက်နေတဲ့အတွက်ကြောင့်ဒီ share တော့0အစားသွင်းမယ်2ကတော့2ပဲ alpha လေးကဒီ share တော့ရှာမယ် theta က41တန်ဖိုးအစားသွင်းမယ် calculation ပြုလုပ်တဲ့အခါမှာ FR equal to 7.6 22 radian per second square ဆိုပြီးတော့ဒီချေတို့ရဲ့ fr တန်ဖိုးတနည်းအားဖြင့် angular acceleration ဘောလုံးရဲ့ရွှေရှားမှုအချိန်လေးတွေကိုဒီချေတို့ရရှိသွားမယ်။ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ကလေးတို့ရဲ့ဒီလောက်ပါပဲ။ဒီချေကို ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်